င်္ဂလာပါရှင်။ဘာမကိတဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဇွန်လ12ရက်နေ့မော်လွယ်ပိုင်းတရင်များကိုစတင်စင်ခန်းတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတရင်အနေနဲ့ပခုတ်ကူမြို့နယ်အနောက်မကြီးကံပြူစောတိရွာစစ်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား9ဦးသေဆုံးဆွေးတရင်မှဖြစ်ပါရရှင်။ပခုတ်ကူမြို့နယ်အနောက်မကြီးကံပြူစောတိရွာစစ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးခဲ့ကြောင်းအညာမြေတပ်ပေါင်းစုဖွဲ့မှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည်။ဇွန်လ10ရက်နေ့နနက်9:00ခန်းမှနနက်9:00 နာရီချိန်ထိပခုတ်ကူမြို့နယ်အနောက်မကြီးကန်ပြူစောတိကျေးရွာစစ်စခန်းသို့အညာမြေတပ်ပေါင်းစုနှင့်အေယာတောင်းတပ်ဖွဲ့တို့ဦးဆောင်သောတော်လင်းတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားချိန်တနာရီ30မိနစ်ခန့်ကြာမြင့်ခဲ့ပြီးစစ်တပ်ဘက်ကတုံးလုံးကိုသိမ်းပိုက်ရရှိခဲ့ကြောင်းတော်လင်းအဖွဲ့များကပြူစောတိရွာစစ်စခန်းကိုအပြီးတိုင်သိမ်းပိုက်အန်ဆဲဆဲတွင်ဖေကြီးပြူရွာနှင့်ပခုတ်ကူတပ်မတရားတပ်တို့မှစစ်ကူများရောက်ရှိလာသည့်ဖြင့်တော်လင်းအင်အားစုများပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရှိရသည်။ အဆိုပါတိုက်ခိုက်မှုတွင်အကြံဖက်စစ်တပ်စစ်ကောင်စီမှစစ်သားများ၅ဦးသေဆုံးခဲ့ကနှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်းတော်လင်းရဲဘော်သုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။အရိယာမှာစစ်ခွေးအင်အားနှင့်ပြူအင်အားတရာကျော်ရှိပါသည်။အခုကသူတို့အင်အားနဲ့ဂျိန်ဝင်တိုက်တာပါ။ပုံမှန်ဆိုအင်အားများတွင်အခုအင်အားနေနေရတာကပောက်စစ်ကြောင်းကိုသူတို့အကုန်ပါသွားကြတယ်။အဲ့ဒီအချိန်မှဝင်လုံးတာပါ။ စစ်ကွေးအရှင်ကမဖမ်းမိပါဘူးတေးတာကငားကောင်းပဲကျွန်တော်တို့အညာမြေတပ်ပေါင်းစုအနေနဲ့ကျွန်တော်တို့ဒေသတွေမှာပြူစကန်စစ်ကွေးဆရာတွေကင်းစင်အောင်အဓိက UTV တော်လှန်နေပါတယ်ကျွန်တော်တို့နဲ့အတူတူပူးပေါင်းဆောင်ရွက်ကြတဲ့ပြည်သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဟုအညာမြေတပ်ပေါင်းစုအဖွဲ့ကတာဝန်ရှိသူကပြောဆိုသည်စစ်စင်ရေးတွေအညာမြေတပ်ပေါင်းစုနဲ့အတူ AR တောင်းတပ်ဖွဲ့နေစည်းမကြ PKU PPDF ကိုရေခဲနဲ့ဗလားညင်အောင်ကောင်းဆောင်လူငယ်ပျောက်ကြားတပ်ဖွဲ့ YGF တပ်ဖွဲ့ဝမ်ဘလီပျောက်ကြားတပ်ဖွဲ့ Golf of မြိုင် မုံတိုင်းပြောက်ကြားတပွဲ TYD ပြောက်ကြားတပွဲ21ပကံ BLY ပောက်ပကပသခင်ဖိုးလာကြီးမကွေကြီးပကပတပ်ခွဲချောင်း Barmis Revolution Ranger PLO ပြောက်ကြားတပွဲတို့ကပူးပေါင်းပါဝင်ခဲ့ကြောင်းသိရှိရသည်။ ရကုဆလဘီမြန်မာနိုင်ငံတွင်မတိမငိမ့်သည့်နေရာများမှာပညာရေးအားနည်းသည့်ဒေသများဖြစ်ပြီးပညာတတ်များမှုနှင့်အားနည်းခြင်းနှင့်သိမြင်တွေးခေါ်နိုင်မှုအားနည်း၍အကြံဖတ်လုပ်ရမြလုံနေဟုမင်းအောင်လိုင်ပြောပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မြန်မာနိုင်ငံတွင်မတိမငိမ့်ဖြစ်နေသည့်နေရာများပညာအားနည်းသည့်ဒေသများဖြစ်ပြီးအတန်းပညာတတ်များမှုအားနည်းခြင်းနှင့်သိမြင်တွေးခေါ်နိုင်မှုအားနည်း၍အကြံဖတ်မှုများလုပ်နေခြင်းဖြစ်ကြောင်းအကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်ပြောဆိုပြန်သည်။ရှမန်နေပြည်ဦးလွင်မြို့အမှတ်3အခြေခံပညာအထက်တန်းကျောင်းတွင်၎င်းကအထက် က်ပါတိုင်ပြောဆိုလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံနှင့်ဖြစ်ပွားလျက်ရှိသည့်မတည်မငြိမ်မှုများနှင့်အကြမ်းဖက်မှုဖြစ်စဉ်များကိုကြေမြင့်ဆိုပါကပညာရေးအားနည်းသည့်ဒေတာများတွင်ပုံမှုဖြစ်ပွားသည့်ကိုတွေ့ရှိရမည်ဖြစ်ကြောင်းအတန်းပညာတက်များမှုအားနည်းခြင်းနှင့်သိမြင်တွေ့ခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့်အကြမ်းဖက်မှုလုပ်ရမများကိုလှုံ့ဆော်လာကြခြင်းဖြစ်ပြီးဒေတာနှင့်ဒေတာခံများ၏လူမှုစီးပွားပွားများကိုပါထိခိုက်လာစေကြောင်းမင်းအောင်လှိုင်ကပြောဆိုသည်ထို့ပြင်ပညာရေးဝန်ထမ်းများအပါအဝင်နိုင်ငံဝန်ထမ်းများအနေဖြင့်ပါတီနိုင်ငံရေးကင်းရှိရန်လိုအပ်မည်ဖြစ်ပြီးနိုင်ငံရေးနှင့်နိုင်ငံအရေးကိုခွဲခြားသိမြင်ရန်လိုအပ်ကြောင်းမိမိတို့တောင်း ောင်းယူထားတဲ့တာဝန်များကိုခြေပွန်စွာထမ်းဆောင်ခြင်းဖြင့်နိုင်ငံရေးကိုခြေပွန်ရမည်ဖြစ်ကြောင်းမင်းအောင်လှိုင်ကပြောဆိုသည်အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကဇွန်လ9ရက်နေ့တွင်ပြည်ဦးလွင်မြို့သို့လာရောက်ခဲ့ပြီးဇွန်လ17ရက်နေ့တွင်ထမှန်၍ပြည်ဦးလွင်မြို့သို့ပင်ထမှန်ဆစ်ဆဲမှုများလှုပ်ဆောင်နေကြောင်းဇွန်လ9ရက်နေ့မှစ၍ပြည်ဦးလွင်နေအိမ်တွင်ရောက်ရှိနေထိုင်သည်ဟုသိရှိရကြောင်းတပ်သတင်းရင်းမြစ်အချို့ကပြောဆိုသည် ဆလဘီမိတိလာမရုရှားတွေကစစ်အုပ်စုကိုလေရင်နဲ့ဒရုန်းသင်္ဘောပေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမိတိလာမြို့မှာရုရှားလူမျိုးအယောက်20ကဦးဆောင်ပြီးစစ်အုပ်စုကိုလေရင်အမောင်းတဲ့နဲ့ဒရုန်းတိုက်ခိုက်မှုသင်္ဘောပေးနေတယ်လို့စစ်အုပ်စုအတိုင်းဝိုင်းနဲ့နေဆက်သူသတင်းရှင်မြစ်တွေက MFP ကိုပြောပါရယ်။ရုရှားတွေဟာမိတိလာမြို့ကဟိုတယ်တစ်ခုမှတဲကိုကမင်းအောင်လိုက်သစ္စာကန်လက်နက်ကိုင်းတွေကိုသင်္ဘောပေးနေတာလို့ဆိုပါရယ်။ အရေးလေရအမောင်းတဲ့နဲ့ drone တိုက်ခိုက်မှုသင်တန်းပေးနေတာလာနေချီကြပြီဖြစ်ကမကြခင်သင်တန်းပေးဆုံးတော်မယ်လို့ယူဆရပြီးစစ်အုပ်စုရဲ့ပြည်သူ့ပေါ်လေးချောင်းပုံကျဲတက်ဖြတ်မှုတွေပုံမှုဆိုးဝါးလာနိုင်ကြောင်းလည်းတရင်ရှင်မြစ်တွေကပြောပါရယ် လီဆောင်တိုက်ခိုက်မှုပိုဆိုးနိုင်နေဆိုတာတော့သိကြတယ်ဒီထက်ပိုဆိုးမှာပဲသူတို့ကငကိုရဲကရှုံးမဲမဲနေတာဆိုတော့လေဒီတင်းနှံပေးတယ်ဆိုတာကလည်းဒီထက်ဆိုးရတဲ့အခြေအနေတွေကြုံအောင်လုပ်မှာပဲလေအဲ့ဒီအတွက်သူတို့ကနိုင်ငံခြားပညာရှင်တွေခေါ်ပြီးသင်နေဆိုတော့ဒီထက်ပိုပြီးဖြည့်ဆည်းနိုင်အောင်လို့ပေါ့အတေကကတော့တင်းနှံပေးနေတယ်ဆိုတာလေတက်တဲကဖျဲသေးတယောက်ကအတေပြုတ်ပေးတာဟုတ်တယ်ရုရှားတွေရောက်နေတယ်တင်းနှံတွေပေးနေတယ်ဆိုတာဟုတ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တငယ်ချင်းဖျဲသေးတယောက်ကအတေပြုတ်ပေးတယ်လို့စီရီယယ်လေတဲ့အရာရှိငယ်တူက MFP ကိုပြောပါတယ် တနင်္လာနေ့ပတ်သက်တဲ့အသေးစိတ်ကို MFP အနေနဲ့စုံစမ်းနေစေဖြစ်ပါတယ်။ဆေအိုဆူဟာရခုရပိုင်းမှာမေတီလာရှန်နယ်လေတက်တတဦးနဲ့နေပြီးတော့အီလန်လေတက်စကန်တွေကနေ Jet Fighter Y12 YH လေယာဉ်တွေပြန်တမ်းမှုအင်မတန်များပြားနေတယ်လို့လေကြောင်းတိုက်ခိုက်မှုမရှိဘဲပြန်ဝဲနေတာတွေရှိတဲ့အတွက်လေချင်းရေးစင်နေတာဖြစ်နိုင်တယ်လို့ CDN လေတက်အရာရှိငယ်ကဆိုပါတယ်။ သူတို့ကတန်တန်းတစ်ခုပေးရင်လေတန်တန်းပေးရင်သူတို့ကပြက်ခတ်စင်ပါရတယ်ရိုရိုအမောင်းတင်ဆိုရင်တော့လင်းရင်မောင်းတန်တန်းပေးပြီးဆိုရတဲ့ပြက်ခတ်စင်ကပါရပါတယ်နောက်ပြီးတော့ဖြတ်ကျော်ပြန်တန်းနေပေါ့အဲ့ဒီလိုခေါ်တာပေါ့နေကျော်ပြန်တန်းတော့သူကခီးစင်တွေတည်အောင်အောင်မြေပြည်အနေထားတွေကိုတည်အောင်နောက်ပြီးတော့လေးချင်းပြက်ခတ်စင်တွေပါရီပါရီအတွက်အဲ့ဒီအတွက်ကြိုးပြီးတော့မပြက်ခတ်သေးပဲပဲနဲ့ပေါ့တန်တန်းအနေနဲ့သွားတာရှိတယ်သွားပြီးတော့အဲ့ဒီနေရာတွေဒီနေရာတွေအောက်ကနေမြေတွေကျွမ်းကျင်အောင်ပြတာလေးရှိတယ်အဲ့ဒီလိုတင်ရတာပြက်ခတ်စင်ပါလာရင်တချို့မတိကျအောင်ဆိုတဲ့ဟာ ွေလည်းတနန်းသားတွေလာပြီးတော့ပြစ်ခတ်လို့မတီးကြတာတွေလည်းဖြစ်နိုင်တယ်လို့စီရင်လေတဲ့အရာရှင်ငယ်ကထပ်လောင်းပြောပါရယ်ဆွေအုပ်စုဟာနေမီဒေတာတွေလည်းလုံဆုံရှုံရတာပုံမများပြလာတာနဲ့အများလေးချောင်းပုံချင်းမှုတွေပုံမပြင်းထန်လာမှဖြစ်တာကြောင့်တော်လိုင်းရဲဘော်တွေပြည်သူတွေအနေနဲ့ပုံမတရေထားတဲ့နယ်လို့သူကဆိုပါရယ်ဆွေအုပ်စုဟာပြီးခဲ့တဲ့2024ခုနှစ်အတွင်းနိုင်ငံတော်ကတနေ့ကို6ချိန်နဲ့9ချိန်ကြာတာလေးချောင်းပုံချဲခဲ့ရကယခု2025ခုနှစ်မှာတနေ့ကို10ချိန်နဲ့10ချိန်ကြာလေးချောင်းပုံချဲတက်ပြတ်နေတာလို့သူတေသနာအဖွဲ့ ွဲကဆိုပါတယ်။စေအုပ်စုကစာသင်ကျောင်းနဲ့စေယုံစေကန်နဲ့အရက်သားပြည်သူနေထိုင်ရနေရာတွေကိုပြင်မှတ်ထားပုံကျဲတက်ပြန်နေလို့တော်လည်းရေးဆုံးမှုနယ်မြေကကျောင်းနဲ့ဖွင့်လှစ်စာသင်ကျောင်းနိုင်မှုမရှိဘဲရှာရီပိတ်ထားရပါတယ်။ပြီးခဲ့တဲ့မေလအတွင်းစေအုပ်စုကနိုင်ငံတော်လေးကျောင်းပုံကျဲတက်ပြန်မှု344ကျင်းကျူလွန်ခဲ့ရန်ဘုံထိမှန်လို့အသက်16နှစ်အောက်ကလေးငယ်40ကျော်အပါဝင်လူနေရာကျော်သေဆုံးက400ကျော်တရန်ရပြီးစာသင်ကျောင်း18ကျောင်းစေယုံစေကန်6ခုဖျားစီဒီတာသနီကစာအုပ်12လုံးနဲ့နေ340လုံးထိခိုက် က်ပြက်စေးတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန MOHR ကထုတ်ပြန်ထားပါတယ်။ဆလန်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ KNU ဘူဌာနချုပ်ရုံးနေမြေအနီးသို့ စစ်ကောင်စီကအသေးခံ drone 80ပြင်ပစ်ကတ်တိုက်ခိုက်ဆိုတဲ့တွင်ပဲဖြစ်ပါရရှင်။ကရင်ပြည်နယ် KNU တပ်မခွနဲ့နေမြေ KNU ဘူဌာနချုပ်နေမြေအနီးသို့စစ်ကောင်စီကအသေးခံ drone 80ပြင်ပစ်ကတ်တိုက်ခိုက်ခဲ့ကြောင်း KNU သတင်းရှင်မြန်များကပြောဆိုသည်။ ရှမန်နေဇွန်လ17ရက်နေ့ည7:00နာရီဝန်းကျင်အချိန်စစ်ကောင်းစီတက်ကအသေးခံတုံး9စီပြင် KNU တက်မှနေမြေခုနေ KNU ဘူဌာနချုပ်ရုံနေသူအသေးခံတုံး9စီပြင်စစ်တက်ကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအသေးခံတုံး9စီအနက်မှ5စီပောက်ကွဲခဲ့တော့လေလူထိခိုက်မှုမရှိကြောင်းသိရှိရသည် KNU ဘုတ်ဌာနချုပ်ကိုအသေးခံကြုံ9စီနဲ့ပုံကျဲတဲ့ငါးလုံးပောက်ွဲတဲ့ပောက်ွဲတော့ကစံကိုယ်တော်အနေနဲ့ KNU ဘုတ်ဌာနချုပ်အခမ်းအနားခမ်းမဆောင်နေပောက်ွဲတဲ့လူတော်ထိခိုက်မှုမရှိဘူးဟု KNU သတင်းရင်းမြစ်ကပြောဆိုသည် KNU ဘုတ်ဌာနချုပ်ကိုစစ်ကောင်စီတပ်ကဒရုန်းဖြင့်ပုံကျဲမှုမှယခုချိန်ဆိုရင်၃ချိန်မြောက်ဖြစ်ပြီးယခုနှစ်ဇန်နဝါရီလနဲ့2024ခုနှစ်အောက်တိုဘာလအတွင်းကလည်း၂ချိန်အသေးခံပုံကျဲတိုက်ခိုက်မှုရှိခဲ့ဘူးသည်ယခုနှစ်ဇန်နဝါရီ31ရက်နေ့ကလည်း KNU ကရင်အမျိုးသားအစည်းအရုံးတပ်မ9နဲ့မြေ KNU န်နျူထနာချုပ်ကိုကာမင်ကာစီအသေးခံဒရုန်းနှလုံးတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးအရှက်သားတို့တရားရရှိခဲ့သည်၂024ခုနှစ်အောက်တိုဘာလ22ရက်နေ့နနက်09:00နာရီအချိန် KNU တပ်မခွနဲ့နေမြေကရင်အမျိုးသားလွန်မြောက်ရေးတပ်မတော် KNL ဘူဟုဌာနချုပ်ရှိရာနေရာကိုလည်းကာမီကာစီဒရုန်းလေးစီးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့သည် ဆလဗီစစ်မှုရန်တက်တာထွက်ပြေးမှုများလာဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။တက်တွင်ပြိနေမှုတွေကြောင့်စစ်ကောင်စီရဲ့စစ်မှုရန်တက်တာတွေလက်နက်ချအလင်းဝင်တာနဲ့ထွက်ပြေးမှုတွေများပြားလာတယ်လို့တော်လိုင်းတပ်ဖွဲ့တောင်းရှိသူတွေကတလင်းတိုင်းကိုပြောပါရယ်။ ပြည်သူ့စစ်မှုရန်တပ်သားတွေဟာတပ်တွင်ကြီးနိုင်ငံငယ်ဖိနှိပ်ခံရတာအစားအသောက်အစင်မပြေတာစစ်တပ်အရာရှိပိုင်းတွေရဲ့ကိုကြိုးစည်းဝါလုပ်ငန်းတွေမှာမတရားခိုင်းစေခံနေရပါတယ်။ဒါပြင်တပ်တွင်ဖုံမတုံခိုင်းတာမိသားစုရင်းနဲ့ဆက်သွယ်ခွင့်မရတာလာစာအပြေဝါမရတာငွေမကင်ခိုင်းတာတွေကြောင့်ထွက်ပြေးမှုများလာတာဖြစ်ပါတယ်။ပြည်သူ့ကော်မတီတမတော် PDF ဒေါနာစစ်ကြောင်းပြူဟာ33စစ်စင်ရေးမှုစောတာကိုကတော့စစ်မှုရန်တပ်သားအများစုဟာမတရားခိုင်းစေခံရတာနဲ့ဖိနှိပ်ခံရတာတွေကြောင့်ထွက်ပြေးမှုပိုများလာတာဖြစ်တယ်လို့ပြောပါတယ်။တန်လွင်တိုင်းကလလန် မေလောက်ပြုစုထားတဲ့အချက်လက်တွေရပြီးခဲ့တဲ့မေလကနေစွန်လ17ရက်နေ့အထိမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းအခြေစိုက်တော်လိုင်းအဖွဲ့ရီထံစစ်မှုရန်တပ်သားအလင်းဝင်းသူ12ဦးထပ်မံရှိခဲ့ပါတယ်စစ်မှုရန်တပ်သားအလင်းဝင်းမှုအချို့ဖြစ်စဉ်တွေမှာတော့စစ်မှုရန်တပ်သားတွေနဲ့မိသားစုဝင်တွေရဲ့လုံခြုံရေးကြောင့်တော်လိုင်းတပ်ဖွဲ့ရီဘက်ကမထုတ်ပြန်တာတွေလည်းရှိနေပါတယ်တစ်ဖက်မှာတော့စစ်မှုရန်တပ်သားတွေဟာတနင်္သာရီနောက်ရှေရန်နေတန်းချက်ချင်းပို့ဆောင်ခင်ရတာကြောင့်ထိခိုက်ဒေဆုံးမှုတွေများပြားနေတာဖြစ်ပါတယ်စစ်မှုရန်တပ်သားတွေထွက်ပြေးတာတွေရှိပေမဲ့စစ်ကောင်စီဘက်က တော့လတိုင်းနေပါစစ်မှုရန်တင်းနေနေဖွင့်လှစ်နေပြီးလာမင်းစွန်လ16ရက်နေ့မှလည်းစစ်မှုရန်အပတ်စဉ်73တင်းနေဖွင့်လှစ်ဖို့ရှိနေတာပါ